ဒွန်ဂူလို့ခေါ်တဲ့ကောင်းလေးမှာ dash နဲ့ junie လို့ခေါ်တဲ့တငယ်ချင်း၂ယောက်ရှိပါတယ်သူတို့သုံးယောက်က wiki လို့ခေါ်တဲ့တဲခိုကန်အသေးလေးကိုပိုင်းဆိုင်ထားကြပါတယ်ဒီနေ့မှာတော့ရေပေးဝေးကုမ္ပဏီကကိုယ်စားလှယ်ရောက်လာပြီးသူတို့ကရေဖို့မပေးဆောင်တာကြောင့်ရေဖြတ်မယ်လို့အကြောင်းကြားလာပါတယ်တုံကူကလည်းသူ့ရဲ့တငယ်ချင်းတွေနဲ့တိုင်ပင်ပြီးအတိုးတွေနဲ့ငွေချေးပြီးရေဘိုးဆက်ဖို့တိုင်ပင်ကြပါလေ။အဲဒဲရီပိုးရောက်ခဲ့ရင်ပြန်ဆက်မယ်ဆိုပြီးသူတို့ကယုံကြည်ထားကြပါလေ။အဲဒီနောက်တုံကူကငွေရှာဖို့အတွက်အဖို့ဒဏ်ပစ္စည်းတွေကိုရှာရင်းရုတ်တရက်ခလင်းငိုတန်းကြားလိုက်ရပါလေ။ ကလေးကိုမြင်တဲ့အခါမှာတော့သူကလည်းထိတ်လန့်သွားပြီးတငယ်ချင်းတွေစီပြေးသွားပြီးအကြောင်းကြားလိုက်ပါတယ်။တငယ်ချင်းတူဖြစ်တဲ့ဂျူနီကဧည့်သည်တယောက်ကကလေးကိုစွန့်ပစ်သွားပြီလို့ယူဆပြီးကလေးလေးကိုသူတို့တာဝန်ယူတော့ရမယ်ဆိုတာသဘောပေါက်လာပါပြီ။ဒီလိုနဲ့ကလေးငုံတန်ကျဲလာတဲ့အခါသူတို့ကစိတ်အနှောက်အယှက်ဖြစ်သွားကြပြီးအဝေးစားလဲပေးဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့မင်းနဲ့အနေငယ်ကြားတဲ့အခါမှာတော့ကလေးလေးကနောက်တစ်ချိန်ထပ်ပြီးညစ်ပတ်သွားပြီးငိုပြန်ပါတယ်။ဒီအချိန်လေးကကလေးထိမှုအတွက်ကြိုတင်ပြင်ဆင်မှုမရှိတဲ့ကောင်းလေး၃ယောက်ကိုစိတ်ညစ်စေပါတယ်။ ဒုံကူကလည်းကလေးလေးအတွက်အနှီးအသက်လဲပေးလိုက်ပြီးငိုတန်တိတ်စေဖို့ကြိုးစားပြီးမှမအောင်မြင်ခဲ့ပါဘူး။ညနေခင်းရောက်တဲ့အခါမှာတော့သူတို့သုံးဦးကဒီအခြေအနေအတွက်အကောင်ဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းကိုစဉ်းစားကြပါရစ်။ဒါပေမဲ့မိသားစုဝန်ဆောင်မှုလုပ်ငန်းလည်းလက်ရှိမှာဖွင့်လှစ်ထားခြင်းမရှိသလိုရဲတွေကလည်းဘလို့ကူညီရမလဲဆိုတာမသိကြပါဘူး။ဒါကြောင့်ဒီကောင်လေး၃ယောက်ကအဲ့ဒီကလေးလေးနဲ့အတူနေထိုင်သွားပြီးစောင့်ရှောက်ပေးဖို့တာဝန်ရှိလာပါတယ်။ဒီကနေ့ဂျူရီကတာဝန်ယူရမယ့်အစားဒွန်ကူအပေါ်ကသာအလုံးစုံအားကိုးလိုက်ကြပါတယ်။မကြခင်မှာပဲဒွန်ကူကသူ့ရဲ့ချစ်သူဖြစ်တဲ့ဇူအောက်ဆိုတဲ့ model နဲ့တွားချင်းတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ကလေးကိုထိမ့်ဖို့အတွက်ကြမ်းတဲ့သူမရှိတာကြောင့်ကလေးကိုပါချိန်တွေ့မဲ့နေရာအထိခေါ်သွားခဲ့ပါရီ။စူအာကလည်းဒုံကူးလက်ထက်ကကလေးကိုမြင်တဲ့အခါမှာတော့အန်းအန်းတင်ပြီးတုန်လှုပ်သွားပါရီ။ဒုံကူးကတစုံတစ်ယောက်ကသူ့တို့တဲခိုကံမှာကလေးလာပြီးစွန့်ပစ်သွားတယ်ဆိုတဲ့အကြောင်းရှင်းပြပါရီ။သူမရဲ့အကူအညီကိုလိုနေပေမဲ့စူအာကအေးဆက်စွာတုန်ပြန်ပြီးသူမနဲ့ဒုံကူးတို့ရဲ့ဆက်ဆံရေးအဆုံးသတ်ကြောင်းပြောလိုက်ပါရီ။စူအာကဒွန်ကူကိုအနာဂတ်မရှိတဲ့မရင်ကျက်သေးတဲ့လူတစ်ယောက်ရှိကြောင်းသူနဲ့တူရှိနေတာကြားပြီးဖြစ်ပေမဲ့သူမှမကြိုက်တော့တဲ့အကြောင်းပြင်းထန်တဲ့စကားလုံးတွေနဲ့တုံ့ပြန်လိုက်ပါတယ်။ ဒါကိုဒုံကူကအေးစေးပဲနားထောင်ပြီးသူမရဲ့ဆုံးဖြတ်ချက်ကိုလက်ခံပြီးပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့သူမကိုပေးဖို့စီစဉ်ထားတဲ့လက်စွပ်ကိုလွှတ်ပစ်လိုက်ပါတယ်။တဲခိုကန်ကိုပြန်ရောက်တဲ့အခါမှာတော့ဒုံကူကဖြစ်ရဲ့အားလုံးကိုတငယ်ချင်းတွေပြန်ပြောပြတာပေါ့။ဂျူနီကလက်စွပ်ကိုလွှတ်ပစ်လိုက်တာကမစင်မကျင်လောက်လိုက်တဲ့အပြုတ်မှုလို့ဝေဖန်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲဒီလက်စွပ်ကသူ့ရဲ့တခုတည်းသောတတ်မှုရှိတဲ့ဖြစ်စည်းဖြစ်နေတဲ့အတွက်ကြောင့်ပါ။ဒုံကူကတခြားကုမ္ပဏီတစ်ခုကနေသူတို့ကိုမီးဖို့မဆိုင်တပတ်အတွင်းမီးဖြတ်မယ်ဆိုပြီးတတိပေးထားတဲ့ဖုန်းခေါ်ဆိုမှုရရှိခဲ့ပါတယ် ငွေကြေးအခက်ခဲနဲ့ပတ်သက်လို့လုံးဝမျှော်လင့်ချက်မရှိတော့တဲ့ဒွန်ကူကငွေရှာဖို့နီးလမ်းမရှိတော့ဘဲသူ့ရဲ့လက်စကိုပြန်ရှာဖို့အတွက်ရုပ်ရှင်ဇက်ကရိုက်ကွင်းကိုပြန်သွားခဲ့ပါတယ်။လက်စကိုပြန်တွေ့တဲ့အခါမှာတော့သူကချက်ချင်းပဲအတိုးနဲ့ငွေကြေးတဲ့ဆိုင်ကိုပြေးပြီးလက်စကိုသွားပြလိုက်ပါတယ်။အဲဒီနေရာမှာစူအာပေါ်လာပြီးကောင်းလေးပေးခဲ့တဲ့လက်စနဲ့ဖုန်းကိုပြန်လာအပ်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲရုပ်ရှင်တယောက်ဆောင်ဖြစ်ဖို့မအောင်မြင်ခဲ့တဲ့ဂျူနီကတခြားဇက်ကတစ်ခုပြီးစီးမှုကိုသူ့ရဲ့အကြီးအကဲလှုပ်ဖို့ကင်ဘတ်တွေနဲ့အတူတူဂုံပြူပွဲကျင်းပနေပါတယ်။ သူကခဏကြာတဲ့အခါအိမ်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒီအချိန်သူ့ရဲ့အထက်လူကြီးပေါ်လာပြီးသူ့ရဲ့ပါပေါ်မှာထမင်းစေးတစ်စီကပ်နေရတော့တတိထားမိလိုက်ပါတယ်။လူကြီးကလည်းဒီအကြောင်းကိုအရေးမို့ပြောပြီးမှဂျူနီကသူ့ရဲ့ပါကိုနမ်းဖို့ပြောတယ်လို့အထင်မှားသွားပါတယ်။သူ့ရဲ့လုပ်ရအတွက်ဘာမှမဆိုလို့ဖို့ဆန္ဒရှိတဲ့ဂျူနီကသူ့အထက်လူကြီးရဲ့ပါကိုနမ်းလိုက်တဲ့အတွက်အမားကြီးတစ်ခုကျူးလွန်မိပြီးအလောက်ကနေထုတ်ပယ်ခံလိုက်ရပါတယ်။ညနေပိုင်းမှာဂျူနီရဲ့ဒွန်ဂူကသူ့ရဲ့ကိစ္စတွေနဲ့ပြဿနာတွေကိုဆွေးနွေးဖို့တဲခိုကန်ထဲမှာစူပြီးထိုင်နေကြပါတယ်။ တို့တယောက်ချင်းစီမှာဘဝအတွက်အခက်အခဲရှိနေကြပြီးငွေကြေးပြဿနာတွေကြောင့်တဲခိုကန်းကိုပိတ်ဖို့အတွက်ပါစဉ်းစားနေကြပါသည်တို့ရဲ့အိမ်ကိုဆွန့်လွတ်ဖို့ဖြစ်လာနိုင်ပြီမဲ့ကလေးငယ်ရဲ့ငိုတန်းကြောင့်ဆွေးနွေးနေတာခဏရက်လိုက်ရပါတယ်ကလေးပိုက်စားနေပြီဆိုတာတီးသွားတဲ့ကောင်းလေးတွေကအနီးနားကကုန်းစုံဆိုင်ကိုသွားပြီးနိုးမဝဲကြပါတယ်အိမ်ပြန်လာမှတို့သုံးယောက်ကကလေးလေးကိုစိတ်ဝင်စားနေတဲ့မင်းကလေးတယောက်နဲ့တွေ့ခဲ့ပါတယ်ဒါအခွင့်ကောင်းယူပြီးကောင်းလေးတွေကဝီကီတဲခိုကံမှာတဲဖို့အတွက်ဖိတ်တဲ့အခါသူတို့ကလည်းဝမ်းသာစွာနဲ့လက်ခံခဲ့ကြပါသည် ဒီလိုနဲ့အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့သူတို့၃ယောက်ကသူတို့ရဲ့အောင်မြင်မှုကိုချီးကျူးပြီးကလေးလေးကိုလည်းကျေးဇူးတင်ကြပါတယ်။အဒီနောက်မှာတော့ကောင်လေးတွေကကလေးလေးတွေကိုနိုးတိုက်ဖို့အတွက်နုံမုတ်ပြောတဲ့အချိန်ရုတ်တရက်စူးညံတဲ့တစ်ခုကြားလိုက်ရပါတယ်။အဲဒါကြောင့်ခဏလောက်အာယုံထွေးပြသွားပြီးအိတ်ခဲနဲ့ပြဲဝင်တဲ့အခါကလေးပြောင်နေတာသတိထားမိပါတယ်။သူတို့ကကလေးတစ်ခုကိုလိုက်ဖမ်းကြပြီးမကြခင်မှာပဲဖမ်းမိခဲ့ပါတယ်။ကောင်လေးတစ်ယောက်ကခိုးတဲ့သူကိုရိုက်ချင်ပေမဲ့သူကအမျိုးသမီးတစ်ယောက်ဖြစ်နေတာကိုသိသွားပြီးအခြေအနေမကောင်းတဲ့အတွက်တောင်းပန်လိုက်ရပါတယ်။တဲခိုကံပြန်ရောက်တဲ့အခါမှာတော့အမျိုးသမီးလေးက သူမရဲ့နာမည်ကယူနာဖြစ်ပြီးကလေးမလေးစိုးရဲ့မိခင်ဖြစ်တဲ့အကြောင်းဖွင့်ပြောခဲ့ပါတယ်။သူမကသူမရဲ့သမီးလေးကိုစွန့်ပစ်ခဲ့တဲ့အတွက်နောင်တရပြီးသူမကိုသူမမကောင်းတဲ့သူအဖြစ်မှတ်ယူထားပြီးမယ်။အခုအချိန်မှာတော့သူမအမားကိုနားလည်သွားခဲ့ပြီဖြစ်ပါတယ်။ယူနာကလည်းကလေးကိုစောင်းရှောက်ပေးခဲ့တဲ့အတွက်ကောင်းလေးတွေကိုကျေးဇူးတင်ပြီးတဲခိုကန်နာတွေထွက်သွားဖို့ပြင်နေတဲ့အချိန်မှာပဲဂျူနီနဲ့ဒစ်စတိုကသူမအတွက်သွားစရာနေရာမရှိဘူးလားဆိုတာမေးလိုက်ပါတယ်။ယူနာကလည်းတခြားရွေးချယ်စရာမရှိဘဲဘယ်သွားမှန်းမသိတာကိုသတိထားမိလိုက်ပြီးကောင်းလေးတွေကဒီတဲခိုကန်မှာပဲဆက်နေဖို့အတွက်အကြံပေးလိုက်ပါတယ်။ ဒါကြောင့်ဒွန်ကူကနည်းနည်းစိတ်ဆိုးသွားခဲ့ပါတယ်။ညာဘက်ရောက်တော့ဆိုဂျန်ကအိတ်ခမ်းတွေကိုပင်ပင်ပန်းပန်းနဲ့ပြင်ရောက်ပြီးအိတ်ရတဲ့တန်းဝင်လိုက်ပါတယ်။ရုတ်တရက်အိတ်ရထဲမှာတစုံတစ်ယောက်ရှိနေတာကိုသတိထားမိပြီးသူမကတခိုးဒါမှမဟုတ်စိတ်မနှံ့တဲ့ဒုတိယလိုထင်ပြီးအော်ဟစ်လိုက်တာပေါ့။ကျေလောင်တဲ့အော်တန်ကိုကြားတဲ့အခါမှာတော့ကောင်းလေးသုံးယောက်ပြေးလာပြီးသူတို့ကြားမှာနွယ်နားလေမှုလွဲသွားတယ်ဆိုတာသိရှိခဲ့ပါတယ်။ယူနာနဲ့သူမရဲ့တမီးလေးကဆိုဂျန်ရဲ့အခန်းတစ်ခုထဲမှာအတူတူနေရမယ်ဆိုတဲ့အကြောင်းသတိပေးဖို့မေ့နေကြတာပါ။နောက်ပိုင်းမှာဆိုဂျန်ကယူနာနဲ့ကလေးအတွက်တီးတန့်အခန်းရှာပေးဖို့တောင်းဆိုပေမဲ့ ကောင်းလေးတွေကတခြားအခန်းတွေကဧည့်သည်တွေပြည့်နေတဲ့အတွက်မလုပ်ပေးကြင်ကြပါဘူး။နောက်တနေ့မနေ့ရောက်တော့တတောင်းတတာမရှိဖြစ်နေတဲ့ယူနာကအင်ရှင်တွေကိုအခက်အခဲမဖြစ်စေချင်တာကြောင့်ထွက်သွားကြရုံပဲဆိုတဲ့အကြောင်းပြောပါရစေ။ဒါပေမဲ့ယူနာကတော့ယူနာရဲ့ပိုက်ဟာဆာလောင်မှုတွေကြောင့်အတန်မီတာကြားတဲ့အတွက်သူမကိုသူတို့နဲ့အတူတူမနက်စာစားဖို့ပြောပါရစေ။ယူနာကသူမရဲ့ခလေးကိုနိုးတိုက်ဖို့လိုအပ်လာတဲ့အတွက်မိဖို့ခန်းထဲမှာတိုက်ဖို့ဆုံးဖြတ်လိုက်ပါရစေ။ကောင်းလေးတွေကဒီလိုအခြေအနေမျိုးနဲ့ကျင်းသားမရသေးတဲ့အတွက်ဒီအဖြစ်ပြက်ကိုမြင်ပြီးအံ့ဩသွားကြပါရစေ။ ဒါကြောင့်ကောင်မလေးမရှက်စေဖို့အတွက်သူတို့ကမျက်နှာလွှဲထားကြပါတယ်။မင်းရဲ့အနေငယ်အချာမယူနာကနိုးညစ်ဆက်တလုံးဝယ်ပေးဖို့တောင်းဆိုလာပါတယ်။သူမရဲ့နိုးအိမ်ကပြဿနာတွေကြောင့်တမီလေးကိုမတိုက်နိုင်တဲ့အတွက်ဖြစ်ပါတယ်။စိုးချန်ကယူနာနဲ့အတူအိမ်မှာနေတဲ့အချိန်ကောင်လေးတွေကအနီးနားကဆိုင်မှာသွားဝယ်ကြပါတယ်။ဒီအတော်အတွင်းဒွန်ကူရဲ့ညီမလေးကယူနာနဲ့ယင်းနီလာဖို့ကြိုးစားရင်သူမကလေးရဲ့အဖေဖြစ်တဲ့အကြောင်းပြောပြဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့ယူနာမှာမိသားစုမရှိတဲ့အတွက်မိဘတဦးဖြစ်ပြီးသူမခင်မုံကလည်းသူမနဲ့ကလေးငယ်ကိုထွက်ခွာသွားတဲ့အတွက်အခြေအနေကပိုပြီးရှုပ်ထွေးသွားစေခဲ့ပါတယ်။ အိမ်ပြန်လာတဲ့အချိန်ဒွန်ကူးကစူအာကိုမြင်ပြီးသူ့ရဲ့အခြေအပြန်အဆင်ပြေဖို့အတွက်သူ့မနဲ့နောက်တစ်ချိန်စကားပြောကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတငယ်ချင်းတွေကိုတဲခိုကန်ပြန်မှုပြောလိုက်ပြီးဒွန်ကူးကတော့စူအာနာကိုလိုက်ပြီးသူ့မရှိမှဒူးထောက်တောင်းပန်ပါတယ်။အဲ့ဒီအချိန်စူအာကသူ့မရဲ့ရည်စားအသင်နဲ့တွေ့ဆုံပြီးသူ့မရဲ့တမီတာအကွာလောက်မှဒူးထောက်နေတဲ့ဒွန်ကူးကိုလုံးဝဂရုမစိုက်ပဲထားခဲ့ပါတယ်။ဒီအချိန်ကြောင့်အရန်စိတ်ကတိကောင်ဖြစ်သွားတဲ့ဒွန်ကူးကမြေပေါ်လဲကျသွားပြီးသူ့ရဲ့ရည်စားဟောင်းမသိစေဖို့အတွက်သူ့မျက်နှာကိုဖုံးထားလိုက်ပါတယ်။ ။ဆူအာရဲ့ချစ်သူကဒူးထောက်နေတဲ့သူကိုဖျားနာပြီးသတိလစ်နေတဲ့အထင်နဲ့လူနာတင်ရင်ခေါ်လိုက်ပါတယ်။စေအဖွဲ့ဝင်တွေကဒွန်ကူးကိုမားဖို့ကြိုးစားပြီးမယ်။သူကတွန်းထုတ်ပြီးမျက်နှာအောက်ချပြီးလူတွေမမြင်အောင်ပဲဆက်ပြီးဖုံးထားပါတယ်။ဆရာဝန်တွေကထပ်ပြီးကူညီဖို့ကြိုးစားတဲ့အခါဒွန်ကူးကရုတ်တရက်ခုန်တက်ပြီးမျက်နှာကိုလူမမြင်အောင်ဖုံးပြီးပြေးဝင်သွားပါတယ်။တစ်ဖက်မှာဆိုချန်ဟာလည်းယူနာကိုနှိုးတိုက်နိုင်မှုအတွက်လက်နဲ့နှိမ့်နေပြီးလှုပ်ပါတယ်။အဲဒီလုံဆောင်ချက်ကအကျိုးတက်ရောက်မှုရှိပြီးယူနာနဲ့တခြားသူမကလေးကိုဂယုတစိုက်နဲ့ကြည့်နေတဲ့သူတွေအားလုံးကဝမ်းသာသွားကြပါတယ် ညနေပိုင်းမှာဒုံကူကမြေကြီးပေါ်လှဲချနေခဲ့ရပြီးပြေးလွှားခဲ့ရတာကြောင့်ညင်းကြီးပပန်နဲ့အိမ်ပြန်ရောက်လာခဲ့ပါတယ်။သူရဲ့တငယ်ချင်းတွေကဘာဖြစ်ခဲ့တယ်လဲဆိုမေးခဲ့ပြီးမယ်။သူ့ကိုအလောင်ခံရမှာဆိုတာကြောင့်အဖြစ်မှန်ဖုံးကွယ်ထားလိုက်တာပေါ့။တစ်ချိန်တည်းမှာပဲသူကအမျိုးသမီးနဲ့ကလေးကိုလမ်းပေါ်မောင်းထုတ်လိုက်ပြီလားလို့မေးလိုက်ပြီးကလေးငိုတန်ကြားတဲ့အခါအရန်ကိုဒေါသထွက်သွားပြီးဂျူနီကိုလဲပေးညှိပြီးရန်ရှာလိုက်တာကြောင့်တငယ်ချင်းအချင်းချင်းရန်ဖြစ်ကြရပါတယ်။နောက်တနေ့မနေ့ရောက်တော့သူတို့တငယ်ချင်းတွေစပီရန်ဖြစ်နေကြတာကိုယူနာသတိထားမိသွားပါတယ်။ဒီအချင်းတွေကသူမကလေးအတွက်အချင်းနေမကောင်းတာကိုသဘောပေါက်သွားပါတယ်။ အနေငယ်ကြားတဲ့အခါမှာတော့ဒွန်ကူကယူနာကိုတဲခိုကိုင်းအလုသမအဖြစ်တန်ရှင်းရင်းနဲ့ချက်ပြုတ်ရေးကိုတာဝန်ယူပေးဖို့ပြောလာပါတယ်။နေထိုင်စားစီအတွက်ပတ်စံမရှိတဲ့ယူနာကလည်းဒီကမ်းလက်ချက်ကိုမျှတတဲ့အထင်းနဲ့သဘောတူလိုက်ပြီးမယ်။သူမမှာအတွေ့အကြုံမရှိတဲ့အကြောင်းပြောပြပါရစ်။မကြသေးခင်မှာပဲသူမကပကံတစ်ချက်ကိုခွဲမိပြီးသူမစကားမှန်နေဆိုတာအတီးပြုတ်လိုက်တယ်လို့ဖြစ်သွားပါရစ်။ဒွန်ကူကလည်းဒါကိုအရန်ဒေါသထွက်နေပြီမဲ့အမျိုးသမီးတယောက်ကိုကြင်ကြံတရံမပြောချင်တဲ့အတွက်သူမကိုအခန်းထဲကနေထွက်သွားဖို့ပြောလိုက်ပါတယ်။ဂျူနီနဲ့နှစ်ယောက်ထဲကြံခဲ့တဲ့အချိန်မှာဒွန်ကူက သူ့တငယ်ချင်းတွေနဲ့ထပ်ပြီးအခြေတင်စကားများပြီးဒေါသထွက်လာပါတယ်။ဒီမကျဉ်းနှံ့မှုကယူနာနဲ့သူ့မကလေးကြောင့်မဟုတ်ဘဲစူအာနဲ့ဖြစ်ပျက်ခဲ့တဲ့အခြေအနေမှာသူ့အဆက်ရခဲ့တဲ့အဖြစ်ကြောင့်ဆိုတာသိသာလာခဲ့ပါတယ်။အခြေအနေငယ်အကြမ်းမှာဂျူနီကိုရုပ်ရှင်ရိုက်ကွင်းကိုဆေးလွှတ်လိုက်ပြီးအချိန်ကြာမြင့်ပြီးတဲ့နောက်ပထမဆုံးအချိန်အထိကဇက်ရုပ်နေရာတစ်ခုရသွားခဲ့ပါတယ်။သူကကိုရီးယား version S မှာပါဝင်ရမှာဖြစ်ပေမဲ့ဇက်ရုပ်အတွက်ပြင်ဆင်တာနောက်ကျသွားတဲ့အတွက်ရိုက်ကူးမှုတွေလည်းနောက်နှေးသွားပါတယ် ဒါကြောင့်ဂျူနီကသူ့ရဲ့ဇယုတ်အသွင်ပြင်ကိုမဖြတ်နိုင်ပဲအိမ်ကိုပြန်လာတဲ့အခါသူကဝင်းပလေးလူသားအသွင်ပြင်နဲ့လုံးဝအစစ်မှန်ပုံစံနှီးပါဖြစ်တာကြောင့်ဘတ်စကဘောကလူတွေကလည်းလှောင်ပြောင်းကြပါတယ်။တဲခိုကမ်းမရှိတဲ့လူတွေကလည်းဂျူနီရဲ့အသစ်ဖြစ်လာတဲ့အသွင်ပြင်ကိုထိတ်လန့်သွားကြပါတယ်။ညာစားစားတဲ့အချိန်ဂျူနီကသူ့ရဲ့မိတ်ကပ်တွေကိုမထိခိုက်စေချင်တာကြောင့်သူ့ကိုခွန်ကြွေးဖို့တောင်းဆိုပါတယ်။ယူနာကလည်းဂယူတဆိုင်နဲ့ကူညီပေးပေမဲ့နောက်ပိုင်းတန်ရှင်ရေးဆလုပ်တဲ့အခါရုတ်တရက်လူတွေအားလုံးနေမကောင်းဖြစ်လာကြပါတယ်။ သူမရဲ့ဟင်းချက်နေကြောင်ကောင်းလေးတွေကဘိုင်းနာတဲ့ဝေဒနာခံစားပြီးအိမ်သားထဲမှာတန်းစီနေကြရတာပါတွန်ကူကအများသောအိမ်သားရှာရင်ဖြူပက်ဖြူရော်ဖြစ်နေပြီးဘိုင်းအောင်နာကိုအပြင်းထန်ခံစားနေရပါတယ်အိမ်သားရှာရင်လမ်းပေါ်မှာစူအားနဲ့တွေ့တဲ့အခါသူမနဲ့စကားပြောဖို့ဆုံးဖြတ်လိုက်ပါတယ်သူမကတွန်ကူဖုန်းခေါ်တာကိုအချိန်တော်တော်ကြာကြာလှစ်လူရှူထားပြီးဒီဒီချိန်မှာတော့နောက်ဆုံးစကားပြောခွင့်ရတာဖြစ်နိုင်တယ်လို့တွန်ကူကယူဆထားပါတယ်တွန်ကူကသူ့ရဲ့အမားတွေကိုတောင်းပန်ဖို့စူးစမ်းပေမဲ့စူအားကတီးတန့်အချားရတစ်ခုတော့တောင်းပန်စေချင်ပါတယ် ဒွန်ကူကလက်စွပ်ကြောင့်ဖြစ်မဲ့တင်ပြီးတောင်းပန်ဖို့ကြိုးစားပေမဲ့ရုတ်တရက်လေပွားနေတာကသူပြောမဲ့စကားကိုဖျက်ဆီးပြီးစူအာကလည်းဒေါသတကြီးနဲ့ထွက်သွားခဲ့ပါတယ်။အချိန်မရှိတော့တဲ့အတွက်ဒွန်ကူကအနည်းဆုံးအိမ်နာကိုအမြန်ရှာပြီးတော့ခတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအိမ်နာကတော့ရောင်းကုန်ပစ္စည်းဖြစ်နေတယ်ဆိုတာသူမသိခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲဝယ်လိုတဲ့သူတွေဝင်လာပြီးဒွန်ကူကအထက်မှာပိတ်မိနေတာကြောင့်ရောင်းရမယ့်ဟာပျက်စီးသွားခဲ့ပါတယ်။ဒီလိုအချိန်မှာစူအာကလည်းရောက်လာပြီးဒီလိုအငင်းပွားနေတာကိုမြင်သွားခဲ့ပါတယ်။ သူမကဒီအဖြစ်ပြမှာယူနာရဲ့ညံဖြင်းနဲ့ဟင်းချက်လက်ရာကအတီးကတရက်ခန်းဆိုတာသိပေမဲ့ဒီအခြေအနေတစ်ခုလုံးကသူမအတွက်အယမ်းကိုရှေးစရာကောင်းနေခဲ့ပါလေညနေရောက်တော့ဒွန်ကူကတယောက်တည်းလာတာဆောင်မှာထိုင်နေပြီးစူအားနဲ့အတူတူရိုက်ထားတဲ့ဓာတ်ပုံတွေကိုကြည့်ပြီးဝမ်းနေနေခဲ့ပါလေသူမကိုပြန်လို့ခြင်းတဲ့အတွက်ဘာလို့ကမလဲဆိုတာမသိပဲမျက်ရည်တွေထိမ့်ဖို့ချိုးစားနေပါလေအဲ့ဒီအချိန်မှာယူနာရောက်လာပြီးဒွန်ကူအနားမှာလာထိုင်ပြီးအားပေးတာပေါ့ယူနာကသူမလည်းဒီလိုမျိုးကိုယ်တိုင်ခံစားမှုတွေအတွက်နားလေပြီးအချိန်ကကူစားပေးလိုက်မယ်လို့နှစ်သိမ့်ပေးပေမဲ့ ွန်ကူကတော့နှစ်တွေကြာသွားရင်တော့သူ့ကိုမေးမှမဟုတ်ဘူးလို့ပြောပြီးဒေါသထွက်သွားပြန်ပါလေတွန်ကူရဲ့စိတ်ထိခိုက်နေတာကိုမြင်နေရတဲ့ယူနာကဆူအာနဲ့တွေ့ဖို့ဆုံးဖြတ်လိုက်ပြီးရုပ်ရှင်ရုပ်ကွင်းကိုသွားပြီးဆူအာကိုတွန်ကူကိုနောက်တစ်ချိန်အခွင့်အရေးပေးဖို့တောင်းဆိုပါလေဆူအာနဲ့လမ်းခွဲပြီးကလေးကတွန်ကူကစိတ်မထိန်နိုင်ဖြစ်ပြီးအိတ်မပြောဖြစ်နေတာကိုသူမှသိတဲ့အတွက်ကြောင့်ပါဒါပေမဲ့ဆူအာကတော့ဒွန်ကူကိုပြန်မတွေ့ချင်တော့ပဲတခြားတယောက်နဲ့ပြပြွှေရှင်ရှိနေတာကြောင့်သူမရဲ့တောင်းဆိုမှုကိုငင်းပယ်လိုက်ပါတယ်။ တပတ်ကြာတော့ဒွန်ကူအိမ်ကိုပြောင်းရောက်လာတဲ့အခါဝီကီတဲခိုကန်အနီမှာဆူဟာထိုင်ကိုနေရတွေ့ရပါတယ်။သူကငိုနေတဲ့အမျိုးသမီးဘက်ကိုလှည့်ကြည့်တဲ့အခါဆူဟာကသူ့ကိုအဟန်းတင်စွာကြည့်ပြီးပြေးဖက်လိုက်ပါတယ်။ဆူဟာကသူ့မနဲ့အတူတူနေတဲ့သူကသူ့မကိုထားသွားပြီးပတ်စံတွေပါခိုးသွားတာကြောင့်ဘာမှမကြံတော့ဘဲနေစရာမရှိတဲ့အကြောင်းပြောပြပါတယ်။ဒွန်ကူကဆူဟာကိုအိမ်ခေါ်သွားပြီးမှတခြားသူတွေကသူ့မကိုမနှစ်သက်တဲ့အကြည့်တွေနဲ့ကြည့်နေကြပါတယ်။ဆူဟာကဒွန်ကူကိုဖျက်လိုက်ပြီးအခုဒုက္ခရောက်မှပြန်လာတာကိုမကြိုက်တာကြောင့်ပါဆူဟာကသူ့မှာမှားသွားပြီလို့နောင်နာရပြီး တွန်ကူရဲ့အကူအညီကိုလက်မခံသင့်ဘူးလို့တွေးမိပေမဲ့တွန်ကူကသူမကိုတဲခိုကမှခဏနာပြီးအေးအေးဆေးဆေးဆုံးဖြတ်ချက်ချနိုင်ဖို့နေတဲ့အကြောင်းပြောပြပါရယ်။မကြခင်စူဟာကခီးဆောင်အိတ်နဲ့ဆင်းလာပြီးတွန်ကူကိုသူမရဲ့တငယ်ချင်းအိမ်မှာခဏတာနေခွင့်ရတဲ့အကြောင်းလိန်ပြောပြီးတွန်ကူကိုနှုတ်ဆက်ပြီးထွက်သွားပါရယ်။တကယ်တော့စူအာမှာနေစရာလည်းမရှိပတ်စံလည်းမရှိတော့ပဲအများအုံချွေးတုတ်ခံမှာယာယီနေထိုင်နေရတာဖြစ်ပါလေအဲ့ဒီနေရာမှာသူမကအရန်ကိုမတတ်မတာခံစားရပြီးဒွန်ကူကသူမအခြေအနေကိုမေးမြန်းဖို့အတွက်ဖုန်းဆက်ပြီးမယ်စူအာကဖုန်းမကင်ပါဘူး အနေငယ်ကြတဲ့အခါပန်းရှင်ကစူအားစီကနေသူမကုံကြတဲ့အတွက်ပတ်စံလာတောင်းခဲ့ပါတယ်။စူအားကသူမထွက်သွားတာနဲ့ချက်ချင်းပေးမယ်လို့ပြောပြီးမယ်။အဲဒီပန်းရှင်အမျိုးသမီးကတော့တဝက်ကိုအရင်ပေးဖို့ပြောပြီးမပေးရင်သူမကိုအပြင်ကိုမောင်းထုတ်မယ်လို့ချိန်ချလိုက်ပါတယ်။ဒါကြောင့်ပတ်စံရင်ရှာတဲ့ပုံလို့ရပြီးအိပ်ပျောက်သွားပြီးဖြစ်ပြီးဘလို့ပျောက်သွားမှမသိဘူးဆိုတဲ့မူသားတွေနဲ့ဖုံးလိုက်ရပါတယ်။ပန်းရှင်ကစူအားကလိန်ညာတဲ့သူဆိုတာသိတဲ့အခါမှာတော့ရဲကိုအကြောင်းကြားလိုက်ပါတယ်။နိုင်နေငယ်ကြားတဲ့အခါမှာတော့စူအားကသူမကိုကုညီနိုင်တာဒုံကူတယောက်ပဲရှိတာမလို့ဖုန်းဆက်ပြီးအကူညီတောင်းလိုက်ရပါတယ်။ ရဲစခန်းရောက်တဲ့အခါတုံကူကစူအာကိုသူ့အင်ဂျီကိုခြုံပေးလိုက်ပြီးအကျွေးတွေပြန်ဆက်ပေးပြီးအင်ကိုပြန်ခေါ်လာခဲ့ပါတယ်။ဒါပေမဲ့အရင်ကချစ်သူဖြစ်ခဲ့တဲ့စူအာကဝီကီတဲခိုကံမှမနေခြင်းပဲ။သူနဲ့အတူရှိနေတာကိုစိတ်မသက်သာဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့တုံကူကတော့သူ့မလက်ကိုကင်ပြီးသူ့အနားမှာပဲနေဖို့စီးရုံပါတယ်။အဲဒီအချိန်မှာပဲစူအာကတုံကူကိုထိခိုက်မိစေတာကြောင့်သူ့လိုလူကဒီလိုဆက်ဆံရမှာမဟုတ်ဘူးလို့သဘောပေါက်လာပါတယ်။ဒါပေမဲ့တုံကူကတော့အတိတ်ကိုမေ့ပြီးသူ့အင်ကိုလာဖို့ဖိတ်ခေါ်လိုက်ပါတယ်။အဝေးကနေပြီးဒီအဖြစ်အပျက်တွေကိုကြည့်နေတဲ့ယူနာကတော့စူအာကိုအားကျနေမိပါတယ်။ ဒါပေမဲ့သူမဘာလို့ဒီလိုခံစားနေရသလဲဆိုတာသူမကိုယ်တိုင်လည်းမသိပါဘူး။မိဖို့ကြောင့်နေမှာထိုင်ပြီးဖြစ်ပျက်တဲ့အရာတွေကိုစဉ်းစားရင်သူမကတကူတဲ့မိခင်ဖြစ်နေတာမလို့တုံကူကသူမကိုစိတ်ဝင်စားမှာမဟုတ်ဘူးလို့တွေးနေပါတယ်။တုံကူကစူအားရဲ့ချစ်တာကိုကြည်ပေးနေတုန်းမှပဲအနီးနားမှာမိလာမှုဖြစ်နေရဲဆိုတဲ့သတင်းပုတ်တွေးလိုက်ရပါတယ်။ယူနာကအဲဒီဘက်ကိုသွားနေတယ်ဆိုတာတီးသွားပြီးတွန်ကူကစိုးရင်စိမ့်နဲ့ပြေးလိုက်သွားပါတယ်။ယူနာနဲ့တွေ့တဲ့အခါသူ့မကိုချက်ချင်းဖတ်လိုက်ပြီးဒီအပြုတ်မှုကြောင့်ယူနာကနားမလည်နိုင်အောင်ဖြစ်သွားပါတယ်။ ။ဒုံကူကစိုးရိမ်တဲ့အခါဒီလိုလုပ်လို့ရှိတယ်လို့ပြောပြီးမယ်။ယူနာတော်တော်ဒီလိုအပြုတ်မှုကစိတ်မပါဘဲနဲ့လုပ်တာမဟုတ်ဘူးလို့ထင်နေပါရယ်။ဒုံကူကစိတ်လှုပ်ရှားနေပြီးမယ်။ယူနာအပေါ်မှာဘာခံစားချက်မှမရှိဘူးလို့ပြောပါရယ်။ဒီအချိန်မှာပဲဒုံကူကရှက်သွားပြီးယူနာအပေါ်မှာထားတဲ့တန်ရောစင်ကိုဖုံးကွယ်ဖို့အတွက်သူနာကလူတိုင်းကိုဖက်လိုက်ပါရယ်။အိမ်ပြန်ရောက်တဲ့အခါဒုံကူကသူ့အိတ်ခမ်းတကားကိုပိတ်လိုက်ပြီးယူနာကိုဖက်လိုက်မိတဲ့အတွက်စိတ်မကောင်းဖြစ်နေပါရယ်။အဲ့ဒီအချိန်မှာပဲယူနာကသူ့ကိုညားစာစားဖို့လာခေါ်ပေးမယ်ဒွန်ကူကဖဲထုတ်လိုက်ပါတယ်သူကိုယ်တိုင်ကလည်းကြောက်နေပြီး သူကတကိုယ်တည်းမိခင်ဖြစ်နေတဲ့ယူနာကိုချစ်မိသွားတယ်ဆိုတာသူ့ကိုယ်သူဝန်ခံလိုက်ပါတယ်။ယူနာကလည်းသူ့ခံစားချက်တွေကိုဖုံးမထားပဲဗီဒီယိုမက်ဆေ့ချ်တစ်ခုနဲ့ဝန်ခံလိုက်ပါတယ်။ဒီဗီဒီယိုကိုကြည့်ပြီးတဲ့အခါမှာတော့ဒွန်ကူကသူ့မျက်လုံးသူမယုံနိုင်ဖြစ်သွားတာပေါ့။ဘာလို့လဲဆိုတော့ယူနာကဗီဒီယိုကိုသူ့ရှေ့မှာရှိတဲ့အခန်းထဲကရိုက်ထားတာမလို့ပါ။လှည့်ကြည့်လိုက်တော့ယူနာကိုတွေးလိုက်ရပြီ။ဒွန်ကူကဒါကဘာကိုဆိုလိုတယ်လဲလို့မေးတဲ့အခါယူနာကသူ့မအနေနဲ့သူ့ကိုချစ်မိသွားပြီဖြစ်တဲ့အကြောင်းရိုးသားသားပြန်ဖြေလိုက်ပါတယ်။ဒွန်ကူကလည်းနည်းနည်းရှက်သွားပြီးသူ့ခံစားချက်ကိုလည်းပြန်ပြောလိုက်ပါတယ်။ ဒုံဦးကဒီအကြောင်းကိုသူတငယ်ချင်းတွေကိုပြောပြတဲ့အခါလူတိုင်းကဝမ်းသာကြတာမဟုတ်ပါဘူး။စူအားကတော့သူမရဲ့အရင်ရည်စားကတခြားတစ်ယောက်ကိုချစ်မိသွားတာမျိုးကိုမနစ်သက်ပေမဲ့လက်ခံလိုက်ရပါတယ်။တငယ်ချင်းတွေကလည်းဒုံဦးကိုဟာသလုပ်ပြီးသူ့အနေနဲ့နားလဲမှုလွဲနေကြောင်းနဲ့သူမကရင်ကြီးကြီးနဲ့ပြောတာဖြစ်ပြီးချစ်လို့မဟုတ်ဘူးလို့နောက်ပြောင်ကြပါတယ်။ဒုံကူကတေချာတိကျင်တာကြောင့်ယူနာရဲ့အခန့်ကိုသွားပြီးသူတို့အခုချစ်သူတွေလားလို့မေးတဲ့အခါယူနာဟုတ်တယ်လို့ပြန်ဖြေလိုက်ပြီးဒီအဖြေကိုသူ့တငယ်ချင်းတွေကိုပြန်ပြောပြပါရယ် ဒါပေမဲ့တွန်ကူကိုယူနာကပါခန်းစားချက်မှမပြဘဲဖြေတာကြောင့်စိတ်အားငဲသွားပါတယ်။တငယ်ချင်းတွေကတော့တွန်ကူကိုယူနာကသူ့ကိုတနာလို့လက်ခံတာလားဒါမှမဟုတ်ဝန်ခံမိတာကိုနောင်နာရသလားဆိုပြီးနောက်ပြောင်ကြပါတယ်။ဒစ်စနဲဂျူနီကတော့တွန်ကူကိုနောက်ပြောင်ပြီးပြက်လုံးထုတ်ကြပေမဲ့တွန်ကူကတော့ဒါကိုအမှန်ပဲလို့အတင်းယူဆထားပါတယ်။နောက်ဆုံးမှာတော့ဒွန်ကူကယူနာကိုအနားယူပြီးလမ်းလျှောက်ထွက်ဖို့ကမ်းလှမ်းလိုက်ပါတယ်။ဒွန်ကူကယူနာရဲ့သဘောတူညီချက်ကိုရပါမယ်။သူမဘက်ကဘာမှတုံ့ပြန်မှုမပြဘဲအေးဆက်စွာနေနေတာကိုထပ်ပြီးသတိထားမိပါတယ်။ နေလဲစားစားနေတော့ချစ်သူဇုံတွေလိုကြီးကြီးနုနုနေဖို့ကြိုးစားပေမဲ့ယူနာကတော့ပြက်ပြက်တသားညင်းလိုက်ပါတယ်။ဒီအတော်အတွင်းဂျူနီယာဒစ်စတိုကခလီဆောင်းရှောက်ရီတင်းတန်းတက်ပြီးစိုးလေးကိုပြုစုဖို့ကြိုးစားနေကြပါတယ်။အဲဒီမှာအချိန်ဝါကြီးမားတဲ့တတိတဦးနဲ့တွေ့ကြပြီးဖုန်းနံပါတ်အပြန်လဲလဲလှည့်လိုက်ကြပါတယ်။အိမ်ပြန်ရောက်တော့မှစိုးလေးကိုသူတို့ကကြီးလိုက်တော့မှတခြားခလီတစ်ယောက်နဲ့မှားပြီးယူလာတယ်ဆိုတာသိသွားပါတယ်။သူတို့စီမှာရှိနေတာယောက်ျားလေးဖြစ်ပြီးစိုးလေးမဟုတ်ဘူးဆိုတာသဘောပေါက်သွားပါတယ်။အဲဒီအချိန်မှာပဲတတိကဒေါသကြီးတဲ့သူဇနီးနဲ့အတူကုန်းလိုက်ထဲသွားနေပါတယ်။ ဂျူနီကဖုန်းဆက်ပြီးကလေးမှားယူမိတဲ့အကြောင်းပြောပြတာပေါ့ပြီးတော့ပြန်လဲဖို့အတွက်လည်းစီစဉ်လိုက်ပါတယ်သူတို့ကုံတိုက်ရဲ့ယောက်ျားသုံးအိမ်နာထဲမှာတွေ့ကြပြီးမယ်တတိကစိုးလေးကိုယူမလာခဲ့ပါဘူးသူရဲ့ဇနီးကကလေးမှားယူတာကိုမိသွားရင်သူ့ကိုရိုက်မှာစိုးလို့ဆိုပြီးရှင်းပြပါတယ်ကလေးတွေပြန်လဲဖို့အတွက်အစီစဉ်ချပြီးငွေပေးချေတဲ့ကောင်တာမှာအလွဲသွင်းလိုက်ကြပါတယ်ဒီလိုနဲ့စိုးလေးကိုပြန်ရသွားကြပါတယ်ဒါပေမဲ့ဂျူနီကသူမရဲ့တာကိုပွေထားတာမြင်တော့တတိယဇနီးကစုပ်ပူလိုက်ပါတယ်။တတိယကတော့သူမသိသလိုနဲ့ဂျူနီရဲ့ကောလံကိုဆွဲပြီးအော်ဟစ်လိုက်ပါတယ်။ ပြီးတော့သူရဲကောင်းလိုမျိုးသူ့ရဲ့ကလေးကိုပြန်ဆွဲယူလိုက်ပါတယ်။ညနေပဲရောက်တော့ဒွန်ကူးနဲ့ယူနာတို့ကအိမ်ပြန်ရောက်လာကြပါတယ်။ယူနာကိုစိတ်ပျော်ရွှင်အောင်လုပ်ဖို့ကြိုးစားပြီးမှမအောင်မြင်တာကြောင့်ဒွန်ကူးကစိတ်မကောင်းဖြစ်နေပါတယ်။သူဈေးဝယ်ထွက်သွားတဲ့အချိန်မှာတော့ဂျူနီကဂျူနီကိုဖုန်းဆက်ပြီးသူမရဲ့တမီလေး soul အဆင်ပြေမပြေကိုမေးလိုက်တာပေါ့။ဂျူနီကကုန်းတိုင်းမှာဖြစ်သွားတဲ့အဖြစ်ပြက်ကိုယူနာစိတ်ပူမှာဆိုလို့ပြောမပြပါဘူး။ဆိုချန်ကယူနာကိုဖုန်းဆက်ပြီးသူတို့ရဲ့ချင်းတွေးမှုအကြောင်းကိုမေးမြန်းပါတယ်။ယူနာကသူစိတ်လှုပ်ရှားနေတာဝန်ခံလိုက်ပြီး ဒွန်ဂူရဲ့ချစ်ကြည်နူးမှုအပြုမှုတွေကိုပုံမှန်မတုံ့ပြန်နိုင်တဲ့အကြောင်းပြောပြပါရယ်ဒီစကားတွေကိုခေါင်းနှာထောက်မိတဲ့ဒွန်ဂူကသူ့တို့ကြားမှာတကယ်ပြဿနာမရှိဘူးဆိုတာသိလိုက်ရပါရယ်သူကိုယ်တိုင်ကလည်းယူနာကသူ့ခံစားချက်တွေကိုနောင်နာရနိုင်မလားဆိုပြီးကြောက်နေခဲ့တာဝန်ခံလိုက်ပါရယ်အခုတော့သူတို့နှစ်ယောက်ကအေဂျင့်စွာနဲ့ပဲလက်တွဲပြီးအိမ်ပြန်လာခဲ့ပါရယ်ပျော်ရွှင်စရာကောင်းတဲ့နောက်တရင်မနက်မှာတော့တငယ်ချင်းတွေကဒွန်ဂူကိုဆိုးလေးရဲ့အဖေဆိုပြီးနောက်ပြောင်ကြတာပေါ့ဒွန်ဂူကဒီအတွေ့ကိုသဘောကျနေပြီးယူနာကတော့ဒီလိုကြီးမားတဲ့အဆင့်အတွက်အဆင့်သင့်မဖြစ်သေးတာမလို့နည်းနည်းရှက်နေပါရယ် ဒါပေမဲ့ဒုံကူကတော့ဆိုးလေးကိုဒယ်ရီလို့ခေါ်ဖို့တန်ပေးပါတယ်။သူမကအရွယ်မရောက်သေးပေမဲ့ဒုံကူကတော့စိတ်ရှိရှိနဲ့ချစ်စနိုးတင်ပေးနေပါတယ်။ညနေခင်းမှာတော့ဂျူနီကဒုံကူနဲ့ယူနာတို့နမ်းပြီးပြီးကြလာဆိုပြီးမေးတဲ့အခါမှာတော့ဒုံကူကသူ့တို့ကြောင့်ဘာမှဖြစ်သေးဘူးလို့ဝန်ခံလိုက်ပါတယ်။မနေ့ရောက်တော့ဒုံကူကမိဖို့ကြောင့်နေမှာထမင်းချက်နေတဲ့ယူနာကိုသူ့နှကမ်းမှာ soft အကြံတွေကတ်နေတာတွေ့ပြီးသတိပေးလိုက်ပါတယ်။သူမနှကန်းကိုတုပ်ပြီးနူးညံ့မှုကိုခံစားမိတဲ့ဒုံကူကသူမကိုနမ်းတင်မှန်သိပေမဲ့ရှက်ပြီးဒီအတိုင်းနေလိုက်ပါတယ် ညနေရောက်တော့သူတို့အတွဲကတဲခိုကန်အနီကိုလမ်းလျှောက်ထွက်ကြပါလေဒုံကူကယူနာကိုနန်းကျင်စိတ်တွေပြင်းပြနေပြီမဲ့သူမှပြောနေတာတွေကိုလုံးဝနားမထောင်နေတာကြောင့်ယူနာကစိတ်တုန်နေပါလေရှက်ပြီးကြောက်နေတဲ့ဒုံကူကလူထုပ်ထက်တဲ့လမ်းကနေမသွားဘူးယူနာကိုအကြံပေးတာပေါ့အရန်ကိုရှက်ပြီးတုံရီနေတဲ့ဒုံကူကသူမကိုနန်းကျင်တဲ့အကြောင်းထုတ်ပြောလာပါလေယူနာကလည်းနောက်ဆုံးစကားလုံးကိုမကြလို့ထပ်ပြောခိုင်းတဲ့အခါသဘောတူလိုက်ပြီးမျက်လုံးမှိတ်ပြီးစောင့်နေပါလေဒုံကူကသူမကိုထိလိုက်ပြီးနန်းဖို့လက်တကမ်းအလိုမှာယူနာကရေမောပြီးရှင်းခုံဝဲရဲ့အချစ်ဇလံကိုဖျက်ဆီးပစ်လိုက်ပါလေ ယူနာကလည်းဒီအတွက်တောင်းပန်လိုက်ပြီးအိမ်ပြန်ရောက်တဲ့အခါဒွန်ဂူကဂျူနီစီကနေအခုညီတောင်းပါတယ်ဂျူနီကအကြံနဲ့နဲ့ပေးပြီးတဲ့နောက်ဒွန်ဂူကထပ်ကြိုးစားပြီးမှထပ်ပြီးဖြတ်သွားပြန်ပါတယ်ဒွန်ဂူကသူ့ကိုယ်သူယုံကြည်မှုပျောက်သွားပြီးမှယူနာကသူ့ကိုယ်တိုင်သူ့ကိုနမ်းလိုက်တဲ့အခါအရာလုံးကလည်းပြည့်လည်သွားပါတယ်နောက်တနေ့မှနှမဆူအားကဒွန်ဂူရဲ့တငယ်ချင်းတယောက်နဲ့စကားပြောရင်သူ့ဝယ်ထားတဲ့ဆွဲတာကိုပြပြီးစမ်းဝတ်ခိုင်းပြီးမှတငယ်ချင်းကအဲ့ဒီအဝယ်စားကမတင့်တော်တာမလို့မနှစ်သက်ပါဘူးတစ်ချိန်တည်းမှာပဲဂျူနီကလည်းရုပ်ရှင်ကားတကမှာပါဝင်ခွင့်ရပြီးစားချုပ်ချုပ်လိုက်ပါတယ် ဒွန်ကူကတော့ဆိုလေးကိုစကားပြောသင်ပေးနေစေဖြစ်ပြီး dash ဝတ်ထားတဲ့ sweater အသစ်ကိုတွေ့တော့လှောင်ပြောင်းလိုက်ပါတယ်။အဲ့ဒီ sweater ဝတ်ထားတဲ့ dash ကလမ်းဝေးကတရောင်းစားနဲ့တူနေပြီး dash ကသူ့ကိုမရေဖို့တောင်းဆိုရင်ဒီ sweater ကသူ့ရဲ့အရင်ကြီးစားစူအားရဲ့လက်ရဖြစ်တဲ့အကြောင်းစူအားကပြန်လဲချမ်းသာပြီးကြောကြားဖို့အတွက်အဝေးစားရီရောင်းဝယ်ဖောက်ကားနေတယ်ဆိုတာရှင်းပြလိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့ဂျူနီကလည်းအဲ့ဒီ sweater ကိုရီမော့ပြီးမှစူအားရဲ့လက်ရဆိုတာသိလိုက်ရပါတယ်။သူတို့သုံးစလုံးကစူအားကိုမနှောက်ယှက်ပဲချီချူးစကားပြောကြတော့စူအားက သူတို့တွေဆွဲတာတယောက်တစ်ထည်စီလက်ဆောင်ပေးလိုက်ပါတယ်ညသာစားတဲ့ချိန်မှာတော့သူတို့၃ယောက်စလုံးကတပုံစံနဲ့ဝစ်ထားကြတော့စူအားကကျဉ်က်သွားတာပေါ့ယူနာနဲ့စိုးချန်တို့ကတော့အဲ့ဒီအဝစ်စားတွေနဲ့ပတ်သက်ပြီးမိကုန်းထုတ်ကနောက်ပြောင်ကြပါတယ်နောက်မှစူအားရောက်လာပြီးဒီဆွဲတာတွေကသူမရဲ့လက်ရာဆိုတာသိလိုက်ရတော့သူမကိုစိတ်မဆိုးစေခြင်းနဲ့အတွက်စိုးချန်နဲ့ယူနာတို့ကချီးကျူးစကားပြောဆိုကြပါတယ်နောက်ဆုံးမှာတော့သူတို့လည်းအဆိုးဆုံးဆွဲတာတွေလက်ဆောင်ရသွားပါတယ် dash ကစူအကိုဒီအဝတ်တွေကမလှဘူးလို့ပြောဖို့ဆုံးဖြတ်ပြီးမင်းသူမရဲ့စိတ်အခြေအနေမကောင်းတာကိုမြင်ရတဲ့အတွက်မပြောရဲပဲနေလိုက်ပါလေအဲ့ဒီအစသူကစူအကိုအားပေးပြီးသူမရဲ့အဝတ်စကိုနမူနာဖြင့်ဝတ်ဆင်ပြမယ်လို့သဘောတူလိုက်တာပေါ့လူတိုင်းက dash ကိုလောင်ပြောင်ကြပြီးမင်းစူအကဒေရှက်နေတာသတိထားမိပြီးအမှန်ကိုနားလေသွားပါလေရန်နေငယ်ကြားတဲ့အခါမှာတော့စူအကမီးဖို့ခန်းကိုအေးအေးတောက်ဖို့သွားခဲ့ပါလေ သူမကပလင်အဖုံကျမ်းမြင့်ပေါ်ကြားသွားတာကြောင့်ကောက်ဖို့စပွဲအောက်ကိုတွားသွားဝင်ဖို့ပြင်နေတဲ့အချိန်မှာပဲယောက်ျားလေးတွေကစူအားကိုမမြင်ပဲမိဖို့ကန်နေဝင်လာခဲ့ပြီးသူမရဲ့ဆွဲတာအကြောင်းပြောကြပါရတယ်။သူတို့ကဆွဲတာကိုအယံမြန်ဖြင်းတယ်လို့သတ်မှတ်ပြီးအင်ဂျီယာမဲတယောက်စီကခိုးယူထားတယ်လို့ပဲလို့တော့မှတ်ချက်ပေးကြရပါတယ်။စိတ်နဲ့ကြားသွားတဲ့စူအားကလည်းတောင်းပန်စကားပြောပြီးတယောက်ထဲနေဖို့သူမအခန်းနဲ့ထွက်သွားခဲ့ပါရတယ်။ကောင်လေးတွေကသူမနောက်ကိုလိုက်ပြီးတောင်းပန်ကြတာပေါ့။သူမမှအရေးရှင်းရှိတဲ့အကြောင်းသူတို့အနေနဲ့နားမလည်နိုင်သေးတဲ့အကြောင်းနဲ့သူမအနေနဲ့ပို့ပြီးစူးစမ်းတင်တဲ့အကြောင်းအားပေးစကားပြောကြပါရတယ်။ ကြခင်မှာပဲစူအားကသူမရဲ့ laptop ကိုကြည့်ပြီးပျော်ရွှင်လာခဲ့ပါတယ်။သူမရဲ့ဆွဲတာကို9000တောင်လူတစ်ယောက်ကဝယ်ထားတာကြောင့်မဆရာတက်သွားတဲ့စူအားကဘောင်းမီတိုတွေချုပ်ဖို့ဆုံးဖြတ်လိုက်ပြီးကောင်းလေးတွေကိုသူမရဲ့ဒီဇိုင်းတွေအတွက် model ပြန်လုပ်ခန့်ခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာစူအားက dish ရဲ့မိတ်ဆွေတို့ကိုသူမရဲ့အဝတ်အစားတွေဝယ်ဖို့ dish ကတွန်းအားပေးခဲ့တယ်ဆိုတာသိသွားခဲ့ပါတယ်။ဒီအချက်ကြောင့်သူမရဲ့အောင်မြင်မှုကအစ်စ်မှမဟုတ်ဘူးဆိုတာနားလည်သွားပြီးပို့ပြီးစိတ်ဓာတ်ချသွားပါတယ်။အိမ်ပြန်ရောက်တဲ့အခါ disk ကစူအားကိုစိတ်ဝင်စားကြောင်းပြသခဲ့ပြီးဗီဒီယိုဂိမ်းကစားဖို့အတူတူခေါ်လိုက်ပါတယ် ဒါပေမဲ့ဆူအားကအဝိစာရောင်းချတာနဲ့ပတ်သက်ပြီးသူ့မအကိုလိန်ညာထားတာတီးသွားတာကြောင့်ဒေါသနဲ့ငြင်းလိုက်ပါတယ်ဒီတော်ရင်ဂျူနီကရုပ်ရှင်ရိုက်ကူးဖို့တွားရောက်နေပြီးမဂဇင်းအဖုံအတွက်ဆူအားဖန်တီးထားတဲ့အဝိစာတွေဝစ်ဆင်ရမယ်ဆိုတာတီးသွားတဲ့အခါအရန်ကိုအဟန်းတင်သွားပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ဂျူနီကသူ့မကိုဒီအကြောင်းတွေပြောပြပြီးမဂဇင်းတပ်ပုံတွေကိုပြတာပါတယ်ဆူအားကသူ့မရဲ့ဒီဇိုင်းလက်ရာတွေအောင်မြင်စွာရောင်းချနေတာကိုတွေ့ရပြီးမကြခင်နာမည်ကြီးဖက်ရှင်ဒီဇိုင်နာတူဖြစ်လာမယ်ဆိုတာတီးသွားပါတယ်တချိန်တည်းမှာပဲဒွန်ကူကအိမ်ပြန်ရောက်တဲ့အချိန်ယူနာတယောက်ထဲဝမ်းနေနေတာတွေ့ရပါတယ် သူမစိတ်ပြန်ပြီးပျော်ရွှင်စေဖို့အတွက်ရေခဲမုတ်ဝဲပေးပြီးလူကြိုက်များတဲ့ rap သမားတအူးနဲ့လုပ်ငန်းခီးထွက်ရမယ်ဖြစ်တဲ့အကြောင်းတလှကြမှာဖြစ်တဲ့အကြောင်းပြောပါရစေ။ဇုံနဲ့နှစ်ဦးစလုံးကတယောက်ကိုတယောက်လွမ်းကြအောင်မယ်ဆိုတာနားလည်ထားကြပါရစေ။ဒွန်ကူကလည်းဟာသားလို့ပြီးဒီအချိန်အတွင်းမှာတခြားမိန်းကလေးတယောက်ကိုချစ်မိသွားမှဆိုတဲ့အကြောင်းပြောပေးမယ်။ယူနာကတော့ဒါကိုဟာသားလို့မထင်ပဲပို့ပြီးစိတ်ဆိုးသွားပါရယ်။ဒါပေမဲ့ဒွန်ကူနဲ့အတူခီးထွားမယ် rap သမားနဲ့နာမည်ကိုသိရတဲ့အခါယူနာရဲ့မျက်နှာအမှုရာပြောင်းလဲပြီးပျော်ရွှင်သွားပါရယ်။အဲ့ဒီ rap အဆိုတော်ကသူမကလေးဘွားကအိမ်မက်ဖြစ်ပြီး ဲ့ဒီလူကြောင့်ပဲတချင်းဆိုဖို့ဖြစ်လာတယ်ဆိုပြီးအိမ်မက်မက်ခဲ့ဖူးတာကြောင့်ပါယူနာပြောရှင်းတာကိုမြင်ရတဲ့ဒုံကူကအဲ့ဒီဂီတပညာရှင်နဲ့တွေ့ဆုံနိုင်ဖို့စီစဉ်ပေးမယ်လို့သူမကိုပြောလိုက်ပါတယ်နောက်တနေ့မှာတော့ယူနာက rap သမားနဲ့တွေ့ဆုံဝင်ရဖို့အတွက်လက်မှတ်ပါရသွားခဲ့ပါတယ်အဲ့ဒီအပြင်ဂီတပညာရှင်ကသူမကိုတချင်းဆိုဖို့ဖိတ်ခေါ်ခဲ့ပြီးအလားလာကောင်းတဲ့ rap soul တော်ဖြစ်ဖို့အတိမတ်ပြုကအသုံးဝင်တဲ့အကြံဉာဏ်တွေပါပေးခဲ့ပါတယ်အိမ်ပြန်လာမှတော့ဒုံကူကသူမစိတ်ပျော်အောင်ရက်တချင်းတစ်ပုဒ်ကိုရီမောစီဖို့အတွက်ဖတ်ပြရင်စူးစမ်းပြန်ပါလေ။ဒါဟာယူနာကိုတကယ်ရီမောစီခဲ့ပါလေ။ နေရတနေရရောက်သွားတဲ့အခါဒွန်ကူကညားစာအတွက်ကုန်းတိုက်ကိုသွားဖို့ခဏခွဲသွားကြပါတယ်။အဲဒီအချိန်မှာပဲယူနာအနောက်ကနေအမျိုးသားတအူးရဲ့အတန်းကိုကြားလိုက်ပြီးဒါသူမရဲ့အရင်ခင်မိုးဆိုးလေးရဲ့ဖခင်ဖြစ်တယ်ဆိုတာသတိထားမိခဲ့ပါတယ်။အရင်ခင်မိုးကသူမကိုတောင်းပန်ပြီးပြန်ပြီးအတူတူနေဖို့ကမ်းလှမ်းပေမဲ့ယူနာကကလေးငယ်နဲ့အတူစွန့်ပစ်ခံရဖို့တဲ့အတွက်ဒီလူကိုညင်းလိုက်ပါတယ်။မင်းရဲ့အနေငယ်အကြမ်းမှာဒွန်ကူကဆိုးလေးနဲ့အတူဈေးဝယ်အိတ်တွေကင်ပြီးပြန်ရောက်လာခဲ့ပါတယ်။တစိမ့်တယောက်နဲ့ယူနာကစကားများနေတာတွေ့တဲ့အခါမှာတော့ဒွန်ကူကမိတ်ဆက်ပေးဖို့ပြောပေမဲ့ယူနာကတိတ်ဆိတ်နေခဲ့ပါတယ်။ ။အဲ့ဒီအချိန်မှာပဲဆိုလေးရဲ့ဖခင်ကသူ့ရဲ့သမီးလေးကိုငေးကြည့်နေပါတယ်။ယူနာကတွန်ကူကိုအချိန်နိုင်ခဲ့ပြီးဖို့တောင်းဆိုပြီးအရင်ခင်မုန်းနဲ့နှစ်ယောက်တည်းစကားပြောဖို့ဆုံးဖြတ်လိုက်ပါတယ်။အရင်ခင်မုန်းကတာဝန်ယူဖို့နဲ့သမီးလေးကိုအတိမတ်ပြုဖို့အစဉ်သင့်ဖြစ်နေပြီမယ်။ single mother ဖြစ်တဲ့ယူနာကဒါအောင်မလို့အဖုလို့ညင်းဆိုလိုက်ပါတယ်။တွေးသားဆိုပေမဲ့ဆိုလေးနဲ့သူ့မှာဘာဆက်နွယ်မှမရှိတော့တယ်လို့နောက်ထပ်လည်းမတွေးတင်ဘူးလို့ပြောလိုက်ပါရယ်။အဲ့ဒီအပြင်ယူနာမှာအခုခြေရတဲ့သူရှိပြီဖြစ်လို့အရင်ခင်မုန်းအတွက်သူ့မဘဝမှာနေရာမရှိတော့ဘူးဆိုတာလည်းရှင်းပြလိုက်ပါရယ်။ အဲ့ဒီနေရာမှာပဲအရင်ခင်မုန်းထားခဲ့ပြီးယူနာကဒုံကူးစီပြန်သွားပြီးသူ့လက်ကိုကင်လိုက်ပါတယ်ပြီးတော့သူ့လိုဇုံနေတဲ့ကလေးဟာပျော်ရွှင်တဲ့မိသားစုလိုမျိုးအိမ်ကိုပြန်လာခဲ့ကြပါတယ်အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့ယူနာကဆိုးလေးရဖခင်နဲ့ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေအတွက်နည်းနည်းရှက်နေမိပါတယ်ဒုံကူးစိတ်ဆိုးနေတာတွေကိုသတိထားမိပြီးအမှန်တိုင်းပြောဖို့လည်းကြောက်နေပါတယ်ဒါကြောင့်ညစာမစားပဲအိတ်ချိန်ရောက်ပြီးလို့ပြောပြီးရှောင်းသွားပါတယ် ဂျူနီကလည်းဒီအခြေအနေကိုသတိထားမိပြီးဒွန်ဂူကိုဘာဖြစ်တယ်လဲလို့မေးတော့ဒွန်ဂူကအရာလုံးကိုနားလည်ပြီးမှဘလို့ဆက်လုပ်ရမှန်းမသိဘူးလို့ပြောလိုက်ပါတယ်အခုတော့သူတို့မှခရီးထွက်ရမယ့်ကိစ္စရှိတာကြောင့်စိတ်ဖြေလျှော့ဖို့အတွက်အရင်နဲ့တောက်ပြီးဒီအရာတွေမတွေးဖို့ပဲဆုံးဖြတ်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲယူနာကဆိုလီရဲ့ဖခင်ရုတ်တရက်ပေါ်လာတဲ့အတွက်စိတ်မသက်သာဖြစ်နေပါတယ်သူကသူတို့နှစ်ယောက်ကြားကဆက်ဆံရေးကိုဖျက်ဆီးပြစ်မှဆိုးနေပါတယ်နောက်တနေ့မနက်မှာတော့ယူနာကဒွန်ကူအတွက်သူ့ကြိုက်နှစ်တဲ့နနက်စာကိုပြင်ဆင်ပေးပါရယ်။ရုတ်တရက်သူ့နနက်စာစားနေတော့ဆိုလီရဲ့ဖခင်ကဝီကီတဲခိုကံကိုရောက်လာပါရယ်။ ယူနာကစိတ်ခံစားချက်တွေမထိနိုင်တော့ပဲသူ့ကိုမေးပြဖို့တောင်းဆိုလိုက်ပါတယ်။သူလည်းသူမှားခဲ့တာကိုသိပြီးယူနာကိုပြန်ရဖို့စူးစမ်းခွင့်မရှိဘူးဆိုတာနားလေသွားတာပေါ့။ဒါပေမဲ့သူကဆိုလေးရဲ့ဖခင်ဖြစ်နေတော့မှလို့ကလေးဘဝမှာပါဝင်ပတ်သက်ခြင်းတဲ့အကြောင်းလည်းပြောလာပါတယ်။ဒါပေမဲ့ယူနာကတော့သူ့သမီးအနာကိုမကပ်ဖို့တားမြစ်လိုက်ပါတယ်။ထမသွားခင်မှာဆိုလေးရဲ့ဖခင်ကမထင်မဖဲလာတဲ့အတွက်တောင်းမှန်လိုက်ပြီးရုတ်တရက်ဆိုလေးကဒယ်ရီလို့ပြောလိုက်ပြီးသူ့ဖခင်ကိုကြည့်ပါတယ်။ဒုံကူးကလည်းရှက်သွားပါတယ်။ ဘာလို့လဲဆိုတော့ဆိုလေးကိုဒီစကလုံးတင်မိခဲ့တာသူဖြစ်ပြီးကလေးလေးကအချိန်မဟုတ်အခါမဟုတ်ပြောမိတာကြောင့်ပါအရင်ခင်မုန်းကဒီအဖြစ်အပျက်ကြောင့်စိတ်ထိခိုက်သွားပြီးမယ်ယူနာရဲ့ဆုံးဖြတ်ချက်ကိုလေးစားပြီးနောက်ဆုံးအနေနဲ့နှုတ်ဆက်သွားခဲ့ပါရီအဲဒီနောက်အချိန်နဲ့ငယ်ကြာပြီးတဲ့နောက်မှာတော့တွန်ကူးနဲ့ယူနာတို့ကသူမရဲ့အိမ်ဆောင်ကြီးအကြောင်းဆွေးနွေးကြပါရီအရာလုံးကိုဆွေးနွေးပြီးတဲ့နောက်မှာတော့သူတို့နှစ်ဦးစလုံးကဒီအကြောင်းတွေကိုအပြည့်တိုင်မေးပြဖို့အကြံပေးခဲ့ကြပါရီဘာလို့လဲဆိုတော့အခုချိန်မှာသူတို့ကအတူတူပြပြရှိရှိရှိနေကြပြီဖြစ်ပါရီ တပတ်အကြာမှာတော့ဒွန်ဂူကယူနာကိုလက်ထပ်ဖို့ကမ်းလှမ်းပြီးပင်ယူနာကငင်းလိုက်ပါတယ်။နောက်တစ်ချိန်မြင်းမြန်ပြီးငင်းဆန့်ခံလိုက်ရတဲ့အတွက်ဒွန်ဂူကစိတ်မသက်သာဖြစ်ပြီးအကြောင်းရင်းကိုရှင်းပြခိုင်ပါတယ်။ယူနာကသူ့ကိုခီးကြီးလုပ်ငန်းစဉ်အကြောင်းမေးမြန်းလိုက်ပါပြီ။ဒွန်ဂူကသူ့မှာပြီးမှရှိနေဖို့ခီးစဉ်ကိုဖျက်သိမ်းလိုက်တဲ့အကြောင်းဝန်ခံခဲ့ပါတယ်။ယူနာကသူ့တို့ဟာအမြဲတမ်းရှိနေမှာဖြစ်ပြီးအလौကန်ကိုဆွတ်လို့ဖို့မလိုအပ်တဲ့အကြောင်းလည်းပြောပါတယ်။သူမအနေနဲ့သူတို့ရဲ့ခံစားကြတဲ့တွေကိုယုံကြည်ပြီးစောင့်ဆိုင်ဖို့အစင်းသင့်ဖြစ်နေပါတယ်။ ်ဒုက္ခအတွက်သူမကသူတိတမျှတဲ့အမှာအကောင်ဆုံးအမျိုးသမီးဖြစ်တဲ့အကြောင်းသိရှိလာပြီးကံကောင်းတယ်လို့ခံစားပြီးယူနာကိုပြင်းပြင်းထန်ထန်နမ်းလိုက်ပါတယ်နောက်တနေ့မနက်မှာတော့ဒုက္ခကလုပ်ငန်းအတွက်ခီးထွက်ခွာသွားပြီးသူ့ရဲ့တငယ်ချင်းတွေကိုလည်းနှုတ်ဆက်လိုက်ပါတယ်မမျှော်လင့်ထားတဲ့အချိန်မှာဆိုလီကသူ့ကိုဒယ်ဒီလို့ခေါ်လိုက်တာပေါ့ဒါကဒုက္ခကိုအရန်ပျော်ရွှင်စေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့သူကချစ်ချင်းမြတ်တာအပြေးအဝရှိတဲ့မိသားစုတွေတစုကိုပန်ဆိုင်သွားတဲ့အခန်းလေးကိုပြတ်တာရင်လည်းပဲအဲ့ဒီဇာတ်လမ်းလေးကအဲ့ဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ